မင်္ဂလာပါရှင်ဇွန်လ9ရက်တနင်္လာနေ့ကန်ဒရာဝတီ time သတင်းဌာနရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်စစ်ကောင်စီတပ်ရဲ့စစ်ကြောင်းကြောင့်ဖဲခုံရှစ်ဖက်ကဲမှာရှိတဲ့ခြေရွာနှရွာညတွင်ချင်းထမှန်သိမ်းရှောင်ခဲ့ရပါတယ်ရိုင်းကုံမြွတွင်ကနေစစ်ကူအဖြစ်ထွက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ကိုတော်လရင်ပူပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ပြီးလက်နက်ခဲယံတချို့ကိုသိမ်းဆီးရမိခဲ့ပါတယ်ဒီမော့ဆိုအရှိချမ်းမှာကျင်းပတဲ့အသက်၁၈နှစ်အောက် လူငယ်ဘောလုံးပြိုင်ပွဲမှာဒေါ်လျားခုချေရွာအတင်ကပထမဆုရယူခဲ့ပါတယ်။မြန်မာနိုင်ငံတဝမ်းမှာတလအတွင်းအမျိုးသမီး92ဦးသေဆုံးခဲ့ရပါတယ်။ဒီသတင်းတွေကိုကြည့်ရှုနားဆင်ရမှာပါ။စစ်ကောင်စီနဲ့ PNO ဘူပေါင်းတပ်တို့အင်အားအလုံးအရင်းနဲ့ဖဲခုတ်ရှစ်ဖက်ချမ်းကရေပူကြေးရွာဖက်ကိုဇွန်လ၂ရက်နေ့မှာစစ်ကြောင်းထိုးလာခဲ့ပြီးရေပူကြေးရွာအတွင်မှာပဲတပ်ဆွဲထားခဲ့ပါတယ် ဲ့ဒီစစ်ကြောင်းဟာမနေ့ကဇွန်လ၈ရက်နေ့ညနေပိုင်းမှာတော့တောင်ပို့ွယ်ကျေးရွာဖက်ကိုဆက်လက်စစ်ကြောင်းထိုးလာတာကြောင့်ဆောင်းနန်းခဲနဲ့လွယ်ပေါ်ကျေးရွာတို့မနေ့ကညမှာပဲညတွင်ချင်းထွက်ပြီးတင်းရှောင်ခဲ့ရပါတယ်။ဒေသခံတဦးကတော့အဲ့ဒီစစ်ကြောင်းဟာတောင်ပို့ွယ်ကျေးရွာထက်ကိုရောက်ရှိနေပြီဖြစ်တယ်လို့ကန်ဒရဝတီ time ကိုပြောပါရယ်မနေ့ကညနေပိုင်းမှာတော့စစ်ကောင်စီဖက်ကလက်နက်ကြီးတွေပြစ်ခတ်ခဲ့ပြီး တော်လည်ပြူပေါင်းတပ်ဖွဲ့တွေနဲ့တိုက်ပွဲပြင်းထန်ခဲ့တယ်လို့သိရပါဗျ။ပြီးခဲ့တဲ့ဇွန်လ၂ရက်နေ့မနေ့ပိုင်းမှာအဲ့ဒီစစ်ကြောင်းကြောင့်ကြေးရွာ၃ရွာကဒေသခံတွေဟာလည်းညတွင်ချင်းထွက်ပြေးသိမ်းရှောင်ခဲ့ရပါဗျ။ဇွန်လ၆ရက်နေ့မနေ့ပိုင်းမှာတော့ဖဲခုတ်ရှစ်ဖက်ချမ်းမှာရှိတဲ့ကြေးရွာတွေကိုစစ်ကောင်စီကလက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့်အသက်၁၉နှစ်အရွယ်ကျောင်းသားတို့အသက်ဆုံးရှုံးခဲ့ရတယ်လို့သိရပါဗျ။ ဘိုင်ကွန်မြို့တွင်ကနေစစ်ကူအဖြစ်ထွက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ကိုတုံးလင်းကြီးပူပေါင်းတပ်ဖွဲ့တွေကကြားဖြတ်တန်းခိုက်ခဲ့ကလက်နက်ခဲယံတချို့ကိုသိမ်းဆီးရမိခဲ့ပါတယ်။တပြေကုန်းချေးရွာကဖုန်ကြီးချောင်းဝန်းအတွင်မှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်သားတွေကိုဇွန်လ3ရက်နေ့မှာ KNDF ဖြူဟာအမတ်နေ့နဲ့မဟာမိတ်တပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။အဲ့ဒီစခန်းကိုတိုက်ခိုက်နေစဉ်အတွင်းလွိုင်းကုံမြို့တွင်ကနေထွက်လာတဲ့စစ်ကူစစ်ကြောင်းကို တော်လရင်တပ်ဖွဲ့တွေကထပ်မံကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။ကြားဖြတ်တိုက်ခိုက်မှုအတွင်မှာတော့စစ်ကောင်စီတပ်ဖက်က20ဦးထက်မနည်းတေဆုံးခဲ့ပြီး MA1 ငါလဲ AK17 တလက် MA4 တလက် RPG တလက်နဲ့တခြားလက်နက်ခင်ရန်တွေကိုသိမ်းဆည်းရမိခဲ့တယ်လို့ KNDF ဗျူဟာအမှတ်တွေကထုတ်ပြန်ထားပါတယ်။တော်လရင်ပူပေါင်းတပ်ဖွဲ့ဖက်ကတော့နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ ဒီမိုးဆူမြို့နယ်အရှိဖက်ချမ်းတနေရာမှာအသက်16နှစ်အောက်လူငယ်ဘောလုံးပြိုင်ပွဲဘိုလ်လူပွဲကို မနေ့ကဇွန်လ10ရက်နေ့မှာကျင်းပပြုလုပ်ခဲ့ပါတယ်။ဘောလုံးပြိုင်ပွဲ ပြုလုပ်ရတဲ့ရည်ရွယ်ချက်ကလူငယ်တွေမူရစ်ဆေးဝါးစလော့ဂိမ်းစတာတွေထက်အားကစားကိုပိုပြီးမြင့်တင်နိုင်ဖို့ရည်ရွယ်ပြုလုပ်တာဖြစ်တယ်လို့ပွဲစီစဉ်သူတူက Candrawati Time ကို ပြောပါတယ်။ကျင်းပပြုလုပ်ခဲ့တဲ့ဘောလုံးပြိုင်ပွဲဟာဒီမိုးဆူအရှိဖက်ချမ်းရဲ့မြို့နယ်အုပ်ချုပ်ရေးဖလားလှပွဲဖြစ်ပြီး စစ်ရှောင်းတွေနဲ့ရွာခန့်တွေပူပေါင်းကဝင်းရောက်ရှင်ပြိုင်ကစားကြတာဖြစ်ပါတယ်။ပွဲစဉ်ကိုတော့ဒီမော့ဆိုမြင့်နဲ့အရှိဖက်ချမ်းမှရှိတဲ့ကျေးရွာအုပ်စုလေးစုအတွင်ကကျေးရွာလူငယ်တွေဝင်ရောက်ရှင်ပြိုင်ကစားပြီးအသင်းပေါင်း19သင်းရှိခဲ့ပါတယ်။ဘောလုံးပြိုင်ပွဲမှာတော့ပထမစုကိုဒေါ်လျာခုအသင်းဒုတိယစုကိုထီသက်ကလိုအသင်းတတိယစုကိုတော့ချေးထူဖြားအသင်းကရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့မေလအတွင်းမှာစတင်ရှင်းပြိုင်ကစားခဲ့တာဖြစ်ပြီးမနေ့ကဇွန်လ10ရက်နေ့မှာကျင်းပပြီးစီခဲ့တာဖြစ်ပါတယ်။မြန်မာနိုင်ငံတဝမ်းမှာပြီးခဲ့တဲ့မေလသလသအတွင်းစစ်ကောင်စီရဲ့တိုက်ခိုက်မှုတွေကြောင့်တည်ဆုံခဲ့တဲ့အမျိုးသမီး92ဦးရှိတယ်လို့ဇွန်လ6ရက်နေ့မှာမြန်မာအမျိုးသမီးတမက BWU ကထုတ်ပြန်ပါရတယ်။တည်ဆုံခဲ့တဲ့92ဦးထဲစစ်ကောင်စီရဲ့၄ချောင်းတိုက်ခိုက်မှုကြောင့်80ဦး လက်နက်ကြီးပစ်ခတ်မှုကြောင့်၄ဦးစစ်ကောင်စီရဲ့တပ်ဖြတ်မှုကြောင့်၄ဦးအကျဉ်းထောင်အသွင်းမှာဆေးဝါးကုသခွင့်မရတာကြောင့်၃ဦးနဲ့လိမ့်ပိုင်းဆိုင်ရာအကျဉ်းဖက်မှုကြောင့်၂ဦးဖြစ်တယ်လို့ဆိုထားပါဗျ။တေဆုံးသူတွေထဲမှာတော့အသက်၁၈နှစ်အောက်က၂၉ဦးပါဝင်ပါတယ်။ဒါအပြင်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုလက်နက်ကြီးပစ်ခတ်မှုမြေမြုပ်မိုင်းလိမ့်ပိုင်းဆိုင်ရာအကျဉ်းဖက်မှုတွေကြောင့်စုစုပေါင်းအမျိုးသမီး၈၀တဦးဟာလည်း မေလတလတာအတွင်မှာထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။မေလအတွေ့တည်ဆုံးခဲ့တဲ့အမျိုးသမီးတွေထဲမှာတော့စကိုင်းတိုင်းက41ဦးနဲ့အများဆုံးဖြစ်တယ်လို့သိရပါတယ်။ Controversy Time မြေရုပ်သံတင်ကိုတင်ဆက်ပေးခဲ့တာပါ။ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးဘေးရန်အပေါင်းကကင်းဝေးကြပါစေရှင်။ကျမမောင်ညာပါ။